ခင်ဗျားမှာဝယ်တော့ကတော့မစိုးပါဘူးဆိုပြီးတကယ်တမ်းတစ်ခါတစ်ခါတော့ပဲဝတ်ပြီးဘီယိုထဲမှာပြစ်ထားတဲ့အင်ကြီးတွေရှိလားကျွန်တော်မှာတော့အများကြီးပဲတွန်းကတော့ဒီကလည်းတန်တယ်မစိုးပါဘူးဆိုပြီးဝယ်ခဲ့တာပဲတကယ်တမ်းကျတော့ကိုယ်အရင်မကြိုက်နေဘူးပေါ့နော်အဲ့ဒီပြဿနာကအင်ကြီးဝယ်တာနေမဟုတ်ပါဘူးကျွန်တော်တို့ရဲ့ဘဝဆုံးဖြတ်ချက်တွေမှာလည်းအဲ့လိုပဲ အလုတ်ကတော့တိတ်မကြိုက်ဘူးလသကတော့မဆိုးပါဘူးလေဒီတင်နှန်းကတော့အသုံးပွင့်မှုတတ်ထိုင်မမပါဘူးလေဆိုပြီးဒီလိုမဆိုးပါဘူးကိုအီနက်ဆိုတဲ့အရာတွေကတကယ်တမ်းအကောင်းဆုံး great အရာတွေအတွက် နေရာမရှိအောင်ပိတ်ဆို့နေတတ်ပါတယ်ဒါဟုဖြစ်ရှင်းဖို့ကျွန်တော်ဒီနေ့ the 90% rule နဲ့စမ်းသပ်ပြပါမယ် essential lesson စာအုပ်ထဲမှာဆုံးမချက်ချဖို့နည်းလမ်းတစ်ခုပေးထားပါတယ်။ခမားကအခွင့်အရေးတစ်ခုပစ္စည်းတစ်ခုဆုံးမချက်တစ်ခုကိုချမယ်ဆိုရင်တုံကြားကနေတရားထိအမှတ်ပေးကြည့်ပါ။ အများစုက60ရာနေ90ဆိုလုံးလိုက်မယ်လေးဆိုပြီးရွေးလဲကြရောဒါပေမဲ့ the 90% rule ကဘာပြောလဲဆိုတော့အမှတ်90မပြည့်ရင်ဒါဟာတုံညပါပဲတဲ့ဆိုလိုတာကအရန်လှုပ်ချင်တယ်အရန်ကြိုက်တယ်လို့မခံစားရရင်လုံးဝညင်းလိုက်ပါ60နဲ့90ရာကအရာတွေက60ရာအကောင်းဆုံးအရာတွေပါပဲတဲ့သူတို့ကကျွန်တော်တို့ရဲ့အချိန်တွေကိုတဖြည်းဖြည်းချင်းဝါမျိုးသွားလို့ပါကျွန်တော်အခုအလုံးမရှိဘူးဒီအချိန်မှာ project တစ်ခုခု လုပ်ငန်းတစ်ခုခုကကျွန်တော်ကိုလာကမ်းလဲမယ်ဆိုရင် ကျွန်တော်ချက်ချင်းထခုံပြီးတော့လုံးမိပါပဲကြောက်တာဘူးဒါပေမဲ့ကျွန်တော်စဉ်းစားတယ်ဒီအလုပ်ကငါသွားကျင်တဲ့လမ်းကြောင်းနဲ့ကန့်ညီလားငါရဲ့ skill တွေကိုတကယ်တိုးတက်စေမှာလားအမှတ်ပေးလိုက်ရင်80လောက်ပဲရှိနေတယ်မဆိုးပါဘူးဆိုတဲ့အဆင့်ပေါ့အရင်ကဆို ကျွန်တော်လက်ခံလိုက်ပါဒါပေမဲ့ဒီတစ်ခါမှတော့ကျွန်တော် no လို့ပြောလိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ80တန်းအလုပ်ကိုလက်ခံလိုက်ရင်နောက်ထပ်ဝင်လာမယ့်90တန်း100တန်းအလုပ်တွေကိုကျွန်တော်လက်လွတ်ရပါလိမ့်မယ် နေရာလွတ်ထားမှာအကောင်းဆုံးအရာတွေကဝင်လာလို့ရတာပါဆိုတော့မိတ်ဆွေဘဝဆိုတာတူတူလေးပါ မဆိုးပါဘူးဆိုတဲ့အလုပ်တွေအဆင်ပြေပါတယ်ဆိုတဲ့လူတွေကောင်းပါတယ်ဆိုတဲ့အင်ကြီးတွေနဲ့ဘဝကိုမကုံဆုံးပါနဲ့ဒီနေ့ challenge ကတော့ခမလက်ရှိလုပ်နေတဲ့အလုပ်တက်နေတဲ့သင်တန်းသုံးနေတဲ့ပြည်စီတစ်ခုခုကို အမှတ်ပေးကြည့်ပါ90မပြည့်ဘူးလားဒါဆိုရင်စွန့်လို့ဖို့ဒါမှမဟုတ်ရှော့ချဖို့ စ조사ကြည့်ပါ။သိကြပါတော့ yes မဟုတ်ရင်အဲ့ဒါ no ပါပဲ။ကျွန်တော်ကမမင်းထွေးပါ။မနေ့ပြန်ကြရင်တော့ကဘာကျော်ပုတ်ကူကြီးတွေဒီလိုဆုံးဖြတ်ချက်တွေကိုဘယ်လိုချခဲ့လဲဆိုတာဥပမာတွေနဲ့ပြောပြပေးတော့ပါမယ်။